ဆိုကရတီနဲ့ဘာကိုကွဲတယ်လဲလို့လို့ပြောရရင်ဆိုကရတီရဲ့တပည့်ဖြစ်ပေမဲ့ तू ကဆိုကရတီနဲ့ဘလို့ဟိုကွဲတယ်လဲလို့ပြောရင်စာကြီးတဲ့နေရာမှာဆိုကရတီကဘာမှမရေးခဲ့ဘူးပါဇက်နဲ့ပဲပြောခဲ့တယ်နော်အဲ့တော့ပလေတိုကတော့စာနဲ့ရေးတယ်ဒါပေမဲ့ dialogue ဆိုတဲ့ပုံစံမျိုးနဲ့ရေးတယ်နောက်ပါ तू ကမာဖိုကတ်ဟိုဆိုကရတီကတော့ဟိုဘာကို focus ဟိုဟိုပြုတ်တယ်လဲဆိုတော့ ကျွန်တော်တို့ဒီကိုချင်းတရားတို့အဲ့တော့ဒီတန်ဆင်းစင်ကြင်းဆိုတဲ့အဟာတွေကိုဟိုအဓိကထားပြီမဲ့လေပလေတိုကျတော့ပြောရင်တော့ရုပ်ရုပ်လွန်ဒတနိကဗေဒတို့နိုင်ငံရေးတို့တို့ကိုအဓိကထားလာတာတွေ့ရတယ်ပေါ့နောက်တစ်ခါဟိုကျွန်တော်တို့ဒီမက်တက်ကတော့အဲ့တော့ဒီဘလို့မျိုးအဖြစ်ရှာတယ်လဲလို့ပြောရင်ဆိုကရတီကတော့မေကွန်းနေမေးပြီးတော့အဖြစ်ရှာတာပေါ့ ော်ဒီပလေတိုကြတော့အတော့အကျိုးတရားအကြောင်းတရားရဲ့နောက်ပြီးတော့ပฏิပခဆိုတဲ့အဲ့တဲ့အဲ့ဟာမျိုးပေါ့ဆန့်ကျင်ဘက်ဘယ်လိုရှိနေလဲဆိုတာကိုကြည့်ပြီးတော့အတော့သူကအဖြစ်ရှာတာကိုတွေ့ရတယ်အဲနောက်တစ်ခါဒီတကယ်အဲ့ပေါ့ reality ဖြစ်နိုင်တာအခြေအနေနဲ့ပတ်သက်ပြီးတော့အဲဒီ Socrates ကြတော့ဒီအ စိတ်ပိုင်းဆိုင်ရာအကျဉ်းစာရတိုင်းပန်းဆိုင်ရာမှန်ကန်ရမယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒီပလေတိုကြတော့ဒီပုံသဏ္ဍာန်ရဲ့ကဘာကြီးပေါ့နော်ဆိုတဲ့ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်ဆိုတာကိုသူကနေပြီးတော့အခြေခံခဲ့တာကိုတွေ့ရတယ်အဲတွေ့ရတာပေါ့ဩသူ့ရဲ့နိုင်ငံရေးကအဲနောက်နောက်တစ်ခါသူ့ရဲ့နိုင်ငံရေးကတော့ဩတော့ဆိုကရတီအနေနဲ့ကတော့သူက ဟိုတဦးချင်းအချင်းစာရိုက်တာကောင်းမယ်ဆိုတဲ့အယူဆရှင်းနေပြီးတော့ဒီပလေတိုကျတော့အာဖီလိုဆိုဖာကင်းဆိုတဲ့ဘင်းကဒါတာဒါတာနိကဗေဒပညာရှင်ဖြစ်ရမယ်ဆိုတဲ့အယူဆကိုခြေခံခဲ့ရတာနောက်ကဟို knowledge ဆိုဆိုတဲ့ဟိုပေါ့ဟိုဉာဏ်ကြီးနဲ့အဲတုတ္တလို့ခေါ်ခေါ်ဉာဏ်ကြီးလို့ပဲခေါ်ခေါ်ပေါ့အဲ့ဒီ knowledge နဲ့အပိုင်းကြတော့အဲ့တော့ဒီ socrates က ပြောရင်မိမိကိုယ်ကိုစမ်းစစ်ရမယ်ဆိုတဲ့အယူအဆပလေတိုကတော့မဟုတ်ဘူး rational insight ဆိုတာအတွင်းထဲကိုအကျိုးတရားအကြောင်းတရားသိရသဘောကအဲ့ဒီလိုလိုအတွေးခေါ်တွေကြောင့်မို့သူသူ့ရဲ့ပလေတိုရဲ့သဘောတရားတွေကဒီအနောက်နိုင်ငံတွေရဲ့ဒတ္တအနိကဗေဒရဲ့အခြေခံအုတ်မြစ်တွေဖြစ်လာတာကိုတွေ့ရတာပေါ့အခုပြောရင်နှစ်ပေါင်း2300ကျော်လာတယ် အဲ့တော့သူ့ရဲ့အတွေးခေါ်တွေဖြစ်တဲ့ idealism တို့ political theory ဆိုတော့နိုင်ငံဟာပေါ့နိုင်ငံရေးဒီ theory တို့ now philosophy of education တို့ဟာလာ ethical rationalism ဆိုဆိုတာခုနပြောလို့လို့ပဲအဲကျွန်တော်တို့အကျိုးတရားအကြောင်းတရားနဲ့နဲ့နဲ့တည်ပြီးတော့အဲ့တော့ဟိုဟာပေါ့ ဒီစိတ်ပိုင်းဆိုင်ရာတန့်စင်ပြီးတော့အဲ့ဒီလိုတွေးတာအမဲတို့ဆိုတဲ့ဟာမျိုးတွေကိုဟိုနောက်တစ်ခုကကျွန်တော်တို့ခုနကရုပ်လင်ဒတနိကဗေဒအားနဲ့ပတ်သက်တဲ့ဟာတွေကိုဟိုသူကနေပြီးတော့အဲ့လိုပညာတွေကိုဟိုအများကြီးဖွံ့ဖြိုးတိုးတက်လာတာကိုတွေ့ရတယ်အဲ့တော့သူ့ချောင်းကို ဟိုပညာရှင်တွေအနာဂတ်မှာပေါ်လာတာဘယ်သူတွေလဲလို့လို့ပြောရရင်တော့ဘာသာရေးပိုင်းနဲ့ခရစ်ယာန်ဘာသာရေးပိုင်းနဲ့ဆိုရင် Augustine တို့ Aquinas တို့ဖြစ်တယ်အဲနောက်တစ်ခါနောက်ဆုံးကုန်ပြောရင်အဲဒီအဲအစ္စလာမ်ပညာရှင်တွေအနေတွေကအာ Al-Farabi လို့လို့ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေတောင်းသူ့ရဲ့ပြောရရင်တော့ဩဇာတွမ်းမှုခြင်းကိုခံခဲ့ရတယ်နောက်တစ်ခါ ဲဥရောပမှာ14 15 16ရာစုမှာဟိုကျွန်တော် renaissance ကိုခေါ်တဲ့ပြန်လဲနှူးကြထွက်ကြလာတဲ့အဲဒီဟိုလှုပ်ရှားမှုမှာတဲ့သူ့ရဲ့အတွေးခေါ်ရဒီရဲ့ရက်ခတ်မှုတွေတွေ့တာကိုဟိုတွေ့ခဲ့ရတယ်ပေါ့အခုနောက်ဆုံးခစ်ပေါ်ပေါ့ဒီကျွန်တော်တို့ data အာနိကဗေဒပညာရှင်တွေကနာမည်ကြီးတဲ့ကန့်တို့ဟီဂယ်တို့ဆိုတာလေသူရဲ့အဲအတွေးခေါ်ကိုလွှမ်းမိုးခြင်းခံရတဲ့အားတွေကိုတွေ့ရပါတယ်လို့အာဘုံကျုပ်အနေနဲ့တော့ပေါ့အဲဆိုကရတီကအခုလိုမျိုးပေါ့လေဟိုဒါတနိကအတွေးပုံစံမျိုးစဉ်းစားလာပြီးတော့အဲတော့အချို့တရားအောင်ပြန်နေတဲ့တဲ့ တန်ဟောဘောစိတ်ပိုင်းဆိုင်ရာတန့်စင်ဖြူစင်ဟောတန့်ရှင်းစင်စင်ကြယ်မှုဆိုတာကိုလေ့လာရင်းနဲ့ပလီတိုကတော့သူကရုပ်လင်ဒါတာနိကပိဒါတို့နောက်တခါနိုင်ငံရေးနဲ့နဲ့နဲ့အဲကိုအခြေခံနဲ့နဲ့အဲအခြေခံနေလို့အဲ့ဒီအခြေခံနေရလဲအမှန်ကန်အမှန်ဟောဘောအမှန်တရားနဲ့ဟိုတရားတရားမြတ်တာချင်းအပေါ်မှာအခြေခံတဲ့အယူဆတွေပေါ်လာတာကိုတွေ့ရပါတယ်လို့ဟုတ်